တင်ဆက်ပေးမယ့်သတင်းကတော့မန်ယူအသင်းရဲ့အញ្ញံဆုံးကုသမားအိုနာနာလိုဝေဖန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အိုနာနာဟာမန်ယူအသင်းသမားရဲ့အញ្ញံဆုံးကုသမားဖြစ်တယ်လို့မန်ယူကိုယ်လှယ်သမားဟာမာတစ်ကဝေဖန်လိုက်တယ်လို့သိရပါတယ်။မာတစ်ကအိုနာနာဟာအတင်းဘက်ကအချိန်ပေးခဲ့ပေမဲ့လက်ရှိချိန်တွင်မမသည်နဲ့အမားတွေတူးလို့နေဆဲဖြစ်တယ်လို့သူ့ရဲ့အမားတွေကြောင့်မန်ယူအသည်နိမ့်နာမှုတွေရှိခဲ့ကြောင်းမန်ယူအသည်သမိုင်းမှာအညံ့ဆုံးကုသမဖြစ်တယ်လို့ဝေဖန်ခဲ့တာပါ တနောက်သုံးခုနှစ်နောက်ပိုင်းမန်ယူအသင်းမှာမိနစ်900နဲ့ထပ်ကစားပွဲရခဲ့တဲ့ကုသမရွေထဲမှာအိုနာနာဟာဂူပေါကာဝဲမှုအကောင်းဆုံးကုသမရွေစီးရင်မှာပါဝင်ခဲ့ခြင်းမရှိခဲ့တယ်လို့ဂူမပေးရတဲ့ပွဲအများဆုံးရခဲ့တဲ့ကုသမဆယ်ယူစီးရင်မှာလည်းအောက်ဆုံးနေရာမှာပဲရှိခဲ့ရပါမန်ယူနိပြတ်အင်မိုရင်ကလာမယ့်နေရာတည်းသမအပြောင်းရွှေ့စည်းကွက်ဖွင့်ချိန်မှာအိုနာနာကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ဆော်ဒီလီကကလေးတူတူကိုရောင်းချပြီးကုသမတစ်ခေါ်ယူဖို့အတွက်ဆုံးဖြတ်ထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေရလို့သိရပါတယ်အိုနာနာဟာကမ္ဘာပေါ်လုံးတစ်ပါးရဲ့ ကစားသမားပြောင်းရွှေ့သမိုင်းမှာပြောင်းရွှေ့ခြင်းများသောကိုသမားငါးဦးစီးရင်နေမှာပါဝင်သူဖြစ်ပေမဲ့ပြောင်းရွှေ့ခြင်းနဲ့မထိုက်တန်မှုလို့တတ်မှတ်ရမယ်။အမားတွေကျူးလွန်ခဲ့တယ်လို့မယိပြိတ်သက်တွေကိုယ်တိုင်ဝေဖန်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချမ်းဝါပေးပို့လာပါဗျ။